ဂျက်ဖရီအက်ဖ်တိန်းဆိုတာရှင်းအောင်ပြောရရင်တော့ကိုယ်တိုင်လည်းကျူးလွန်တယ်လို့ကဘာတလောကအာနာရှိသူတွေတော်ဝင်မျိုးနယ်တွေတထေးကြီးတွေရဲ့ကာမဆန္ဒအတွက်တတ်မပြည့်မိန်းကလေးတွေရှာပေးခဲ့တဲ့ International လိန်ပွဲစားကြီးလို့ပြောလို့ရပါတယ်။ There are about 1000 of us. အထက်တန်းလွှာတွေကအရွယ်မရောက်သေးတဲ့ကလေးသူငယ်တွေကိုလိန်အမျက်ထုတ်နေပြီးတော့ဒီကိစ္စကြီးကိုအာနာရှိသူတွေအစင်ဆက်ကကာကွယ်ပေးထားတယ်။လေဝတ်ပူပေါင်းကြံစီနေကြတယ်ဆိုတဲ့အယူဆက လက်ရရိတ်နိုင်ငံရေးလောကအတွင်းမှာကြေကြေပြန့်ပြန့်ယုံကြည်ထားတဲ့အယူဆဖြစ်ပါတယ်။ Epstein ဟာအထောက်အဝဲရတော့တော်တော်ပိုင်နေသူလို့ပြောလို့ရပါတယ်။2008တုန်းကအပြစ်ဒဇာကိစ္စမြူခေါ်သွေးဆောင်မှုအသက်မပြည့်သူတူကိုပြစ်ဒဇာကိစ္စမြူခေါ်သွေးဆောင်မှုဆိုပြီးတော့အမှုနှစ်ခုနဲ့အပြစ်ရှိကြောင်းဝန်ခံသဘောတူညီမှုယူခဲ့ပါတယ်။ဒါပေမဲ့ထောင်ဒဏ်18လပဲချမှတ်ခံရပြီးတော့တကယ်တမ်းထောင်ထဲမှာ73လပဲနေခဲ့ရပါတယ်။2019မှာမှပြည်တော်စုအဆင့်ကနေလိန်ကုံကူးဆွဲချက်တွေနဲ့ဆွဲချက်တင်ပြီးတော့ ထပ်မံဖမ်းဆီးရတာဖြစ်ပါတယ်။တရားရုံးမတင်နိုင်ခင်မှာပဲနယူးယောက်ချုပ်ထောင်ထဲမှာသူတေဆုံးသွားခဲ့ပါတယ်။ကိုကိုကိုအဆုံးစီရင်တာလို့အနာပိုင်တွေကကြေညာပေးမဲ့မယုံကြည်သူတွေရှိခဲ့ပါတယ်။အက်စတန်ရဲ့ချစ်သူလို့အများသိပြီးတော့လက်ထောက်လဲဖြစ်တဲ့ဂီလိမ်မတ်စွဲကိုတော့အရွယ်မရောက်သေးတဲ့မိန်းကလေးတွေစူဆောင်းလူကုန်ကူးဖို့ပူပေါင်းကြံစီမှုနဲ့ပြစ်မှုထင်ရှားကြောင်ဆုံးဖြတ်ပြီးတော့ထောင်တန်း20ချခဲ့ပါတယ်။မတ်စွဲလဲထောင်ထဲမှာဇင်ကြကြနေရတယ်ဆိုတဲ့သတင်းတွေမကြသေးခင်ကပဲထပ်ထွက်လာပါတယ်။အက်စတန်နဲ့ပတ်သက်လို့သိန်းစီစူဆောင်းမိတဲ့မှတ်တမ်းတွေအားလုံးခြုံပြီးတော့ Epstein Files လို့ခေါ်တာဖြစ်ပါတယ်။အဲ့ဒီထဲမှာ FBI နဲ့တရားရေးဌာနရဲ့အမှုတွေဖိုင်နေ Epstein ပိုင်တဲ့နေရာတွေကိုဝင်ရောက်စီးနေရမှာတင်းစီရမိတဲ့တပ်တိကံပစ္စည်းတွေထိခိုက်ခံစားခဲ့ရသူတွေနဲ့တပ်သေးတွေကိုစစ်ဆေးမြင့်မြတ်ထားတဲ့မှတ်တမ်းတွေမဆွဲရဲ့တရားခွင်နဲ့တခြားမှုတွေကတရားဝင်ဆိုင်ရာစတမ်းတွေ Epstein စီကရတဲ့ email တွေနဲ့မှတ်တမ်းစာအုပ်တွေပေါင်းဝင်ပါတယ်ဒီထဲကတချို့တစ်ခုကတော့အပိုင်းလိုက်လူသိရှင်ကြားဖွင့်ချထုတ်ပြန်ပြီးဖြစ်ပါတယ် သူ့ရဲ့ကိုပိုင်ဂျက်လင်ခီးစဉ်မှတ်တမ်းတွေအဆက်အသွယ်စာအုပ်ထဲကအချို့ပိုင်းနေတဲ့သူ့ကိုတည်ရန်သူတွေသူ့အိမ်တွေကိုလာရောက်ခဲ့သူတွေနာမည်တွေပါတဲ့တရားဥပဒေမှတ်တမ်းတချို့ပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်ဒီမှတ်တမ်းတွေထဲမှာနာမည်ပါအောင်နဲ့တော့အပြစ်ရှိရလို့စွပ်စွဲဖို့မခိုင်းလုံပါဘူးနာမည်ကြီးပုံကိုတော်တော်များများကတော့ abstain ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့သူတို့ဘာမှမသိဘူးလို့ပြောင်ပြောင်တင်းတင်းညှင်းဆိုထားကြပါတယ်လက်ရှိထုတ်ပြန်ပြီးမှတ်တမ်းတွေမှာလည်းနာမည်ကြီးပုံကိုအများပြားရဲ့နာမည်တွေပါနေပါတယ်အမေရိကန်သမ္မတအောင်ဘီလ်ကလင်တန်လက်ရှိဗြိတိန်ဘီရင်ချားစ်ရဲ့ညီတော်အန်ဒရူး မေရိကန်မန်နိုင်ဝန်ကြီးဟောင်းနဲ့ဟာဗာဥက္ကဋ္ဌဟောင်းလာရီဆမ်မာနီးပညာသတင်းကြီးအီလွန်မတ်စ်နဲ့တခြားအရာရှိကြီးတွေသတင်းကြီးတွေပါဝင်ပါတယ်ဒီဖြစ်စဉ်ကြောင့်အန်ဒရူးဟာတော်ဝင်မင်းသားဘွဲ့စွန့်လွတ်ခဲ့ရပြီးတော့အိန်တော်ကစင်ပေးခဲ့ရအယက်သားနာမည်ပြောင်းခဲ့ရပါတယ်ထရန့်ကိုရိုင်းလည်းဒီမှတ်တမ်းတွေမှာပါဝင်နေပါတယ်အဆက်အသွယ်စာအုပ်တွေထဲမှာရောလေရင်ခီးစဉ်မှတ်တမ်းတွေမှာရောအတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေမှာပါတွေ့ရပါတယ်ထရန့်ကတော့ပထမမှုမဖြစ်ခင်ကတည်းက abstain နဲ့အဆက်အသွယ်ဖြတ်ခဲ့ပြီးတော့ဘာအမှားမှမလုပ်ခဲ့ဘူးလို့ညင်းထားပါတယ် ဖေမယာသေးတဲ့မိန်းကုံးတွေကတော့အခုဒီလေ့ဝတ်ထားတဲ့အချက်လက်တွေထဲမှာရှိနေနိုင်ပါတယ်။ချင်းချောက်ငွေညှက်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ထောက်လိုင်းသတင်းတွေပါဝင်နိုင်ပါတယ်။အဲ့ဒီထဲမှာ2008ခုနှစ်အပြည့်ဝင်ခံမှုသဘောတူညီချက်နဲ့ပတ်သက်တဲ့ FBI နဲ့တရားရေးဌာနတွင်ဆွေးနွေးချက်တွေစုံစမ်းစစ်ဆေးခံခဲ့ရပေမဲ့တရားစွဲမခံရသူတွေရဲ့နာမည်တွေနိုင်ငံခြားဆက်သွယ်ရေးချင်းချောက်ငွေညှက်မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ထောက်လိုင်းရေးသတင်းတွေပါဝင်နိုင်ပါတယ်။အစောပိုင်းမှာအမေရိကန်အစိုးရအဖွဲ့ကိုယ်တိုင်ကပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်နဲ့လုံခြုံရေးအကြောင်းပြချက်အရ နောက်ထပ်အချက်လက်တွေမထုတ်ပေးဖို့တားဆီးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ Trump ထောက်ခံသူတွေဘက်ကရောစန့်ကျင်သူတွေဘက်ကပါဒီမှတ်တမ်းတွေထုတ်ပေးဖို့ဖိအားတွေပေးခဲ့ကြပြီးမှတော့ Trump ကိုယ်တိုင်သဘောထားပြောင်းသွားပြီးတော့ကြံရှိရဲ့ abstain မှတ်တမ်းတွေကိုထုတ်ပြန်ပြီးထောက်ခံခဲ့ပါတယ်။တရားရေးဌာနကိုဖိအားပေးတဲ့ဥပဒေကြမ်းကိုထောက်ခံဖို့လွှတ်တော်က Republican အမတ်တွေကိုပါတိုက်တွန်းခဲ့ပါတယ်။အစိုးရအတုံးစိတ်ဘတ်ဂျက်မှားတော်ညှိလို့မရလို့လားနဲ့ချီပြီးတော့အစိုးရရန်နေရရက်ဆိုင်စီခဲ့တဲ့ကွန်ဂရက်လွှတ်တော်ကြီးဟာဒီကိစ္စမှာတော့နှစ်ပါတီစလုံးက တခဲနဲ့သဘောတူခဲ့ကြပါတယ်။အောက်လွတ်တော်မှာကန့်ကွက်မဲတမဲပဲရှိပြီးတော့အတည်ပြုနိုင်ခဲ့သလိုအထက်လွတ်တော်မှာလည်းကန့်ကွက်သူမရှိတဲ့အတွက်မဲခွဲစရာမလိုပဲအတည်ပြုနိုင်ခဲ့ပါတယ်။ဒီဥပဒေကတရားရေးဌာနနဲ့ FBI တို့ဟာသူတို့ရဲ့ Abstain နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုမှတ်တမ်းတွေကိုသတ်မှတ်ချိန်အတွင်းမှာထုတ်ပြန်ပေးရတော့မှာဖြစ်ပါတယ်။ Trump တို့ကတော့ဒီမှတ်တမ်းတွေထုတ်ပေးတာကိုထောက်ခံပေးလိုက်တာဟာရွေချက်အမျိုးမျိုးရှိနိုင်ပါတယ်။သူ့ကိုထောက်ခံသူတွေရဲ့အမှန်တရားဖော်ထုတ်ရေးတောင်းဆိုချက်ကိုလိုက်ရောရရောက်တယ်လို့မှတ်တမ်းထဲမှာဘာတွေပါပါသူမကြောက်ဘူးဆိုတာကိုပြသတာလည်းရောက်ပါတယ်။ ပြီးတော့ဒီကိစ္စနဲ့သူ့တယောက်တည်းကိုပြစ်မှတ်ထားပြီးတော့ထိုးနှက်တိုက်ခိုက်နေရတယ်ယုံနေသွားပြီးတော့တခြားနာမည်ကြီးလူကြီးတူကောင်းဆိုသူတွေဘက်ပါမြှားဦးလှဲ့သွားအောင်လုပ်ပေးရလဲရောက်ပါတယ်ထိခိုက်နင်းတာသူတွေနဲ့လူလူကတော့ဘသူတွေဘာတိခဲ့တယ်လဲဘသူတွေကူညီခဲ့တယ်လဲဘသူတွေမတိကြအောင်စောင့်ခဲ့တယ်လဲပြီးတော့အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေကိုကာကွယ်ဖို့စနစ်ကြီးတစ်ခုလုံးဘလို့ပြက်ကွက်ခဲ့တယ်ဆိုတာအမှန်တိုင်းပေါ်လာစေဖို့ကပဲအဓိကမျှော်လင့်ချက်ဖြစ်နေပါတယ် I suffered so much pain